အလုံးမင်းမင်္ဂလာပါရှင်မြမအော်ဒီယိုဘုတ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့ဆယ်ကျော်တက်မလေးဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇာတ်လမ်းအသစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပြီးပို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်လွန်ခဲ့သောဆယ်နှစ်ကျော်ကာလကကျမတို့တငယ်ချင်းတစုသည်စေဝင်စားပွဲထိုးစံလေးတစ်ခုကိုပြုခဲ့ကြတယ် ကျမတို့ဒီရန်ကုန်တက္ကသိုလ်အင်းရဆောင်တွင်ရှိနေခဲ့ကြပြီးကျမကကဗျာလေးတွေကိုရေးသားကစာပေနယ်ပယ်ကို စတင်ဝင်ရောက်နေခြင်းဖြစ်တယ်။ဒီနေဆွဲလေးကထူကြတယ်။နောက်တစ်ခါခုနှစ်ရက်ခုနှစ်လ89ကြာရင်လေကိုလိုထူကြတဲ့နေဆွဲလေးပေါ်လာဦးမှာပါ။နောက်လာမယ့်17နှစ်မှာဆိုတော့တို့တွေဘယ်ရီကိုလျှောက်ပြီးတော့ဘာတွေဖြစ်နေကြမလဲမသိဘူးနော်။ကျမကစိတ်ကူးကောင်းမြတ်တွေ့တွေ့ဆဆပြောတော်လေး အရာရာကိုကွာတီးကွာချဘူးကလန်လုတ်ပစ်တတဲ့ချူကနေရတော့ခလေးတွေတစ်ချိန်လောက်မွေးပြီးတော့တော်တော်တွင်လောင်ဖြစ်နေမှာပေါ့ဟုဆိုရင်အမေကော့မင်္ဂလာဆောင်ကိုချူကခလေးတွေလက်ဆွဲပြီးတော့လာစီလာနေရမှာကြည်ကြသေးတာပေါ့ဘသူကအရင်ဆုံးမှလဲထို့နောက်ကျမတို့ဒီအသေးဖွဲကိစ္စလေးကိုပင် ရေကြီးခွင်ကျဲလုတ်တက်တော့မိန်းကလေးတို့ဤတဘာဝအတိုင်းသူထက်ကအနိုင်လို့ကစကားဆိုကြလေးသည်ကျမတို့နေရတော့ခန့်က ခဏယောက်ခံအခန်းကျည်ကြီးဖြစ်၍လူကလေးစုံသည်ပြီးတော့ကျမတို့လည်းတိုက်သည်ပျော်ပျော်ရွှင်ရွှင်ပွတ်ပွတ်လေးလေးနေတတ်၍အပေါင်းတင်များသည်ကျမတို့ခန်းမှာလူဝီလူရက်များတက်ပြီးတော့ပြည်စည်းအပြောင်ရှာလင်းများတက်သည်စားစရာတောက်စရာရှိနေနေဝက်ကြွားအောင်မခံတမ်းမိဘများကပို့လိုက်တော့ငပိကျော်ငချောက်ကျော်တို့မှရောက်သည့်နေ့ညနေစာတင်ကြည့်မှရင်ပလင်းကုံကိုစီးလိုက်ရတဲ့အသည် ပတ်စံဆိုရင်လည်းလာဝဲလာဆိုရင်ဘိုင်းပြန်ကြပြီစူဘူးဖောက်သူကဖောက်၍မျိုးရဲတော်ဆွေမျိုးမကင်းသူကံမှအလဲသွားပြီးမုတ်ပိုးတောင်းသူကတောင်းရတယ်ကျမတို့နဲ့ခင်မင်းရင်းနှီးသောဆရာဆရာမများဆိုရင်ကျမတို့ကိုပတ်စံမချေဘူးသူမရှိကျမတို့အခမ်းနာပတ်ဒီ61 91 91ဒီအင်းအားဆောင်နေတုံးတစ်ကနမ်းမေအကြီးဆုံးအဆူဆုံးအညံဆုံးလူအစီကားဆုံးဧည့်သည်အလားများဆုံး စာလာဆုံးအဆောင်မိုးမမညုံလှဲ့လည်၍အဆုခန့်ရပြီးတော့ဆိုရင်91မိပြည့်၍မိမျိုးခိုးတိုက်သည့်အခန်းကိုဆင့်လျင်တရက်ခန့်က91စာမကျန်းရသည့်စနေနေ့ညတွင်ဖန်ခွက်နှင့်ဖျားလိမ့်နှင့်တွင်ကတဝါဝါတဟာဟာဖြစ်နေသည်မှာလေ91တညတွင်ကျမတို့တငယ်ချင်းတစ်တိုက်စု၍ဖန်ခွက်နှင့်တွင်ကြသည်ကိုယ်တိုင်မြင်ရသောမှန်တစ်ချက်ကိုချကားပေါနာမှုများဖြူလိုက်သည် မန်းမောင်တလျှောက်မှာ ABC ဆက်လုံးများကိုစက်ဖို့ပိုင်းစာလေးတွေနဲ့ရေးပြီးတော့စီချထားတယ်။ပြီးတော့ဖန်ခွက်တလုံးကိုမန်းမောင်မှာပေါက်ချထားပြီးလူ၃ယောက်ကလက်ညှိုး၃ယောက်ကိုဖန်ခွက်ပေါ်မှာထိရသည်ဆိုရင်ထိထားကြသည်။နောက်တော့ဝိညာဉ်ကိုခေါ်တော့အင်္ဂလိပ်လိုခေါ်ရသည်။အနီးနာရင်ဖြတ်သန်းတောင်းလာလျက်ရှိတဲ့ဝိညာဉ်ဤဖန်ခွက်အတွင်ကိုဝင်ပါ။၃ချိန်၃ခါခေါ်ရတယ်။နောက်တော့ဘာကြောင့်မှမသိ ဖန်ခွက်သည်ရွှေလျားလာသည်အတင်ဝင်းကြီးဖန်ခွက်တင်းတို့ရောက်ပြီဆိုရင်အေးစာသုံးလုံးရှိရာသို့သွားပါဖန်ခွက်သည်အေးစာသုံးလုံးရှိရာသို့ပေါင်းနာမှုများအရှင်ဖြင့်ရှော့ကနေရွှေသွားသည်ဝင်းကြီးရောက်ပြီမေးလို့ရမေးပြီတော့ကျမတို့အများဆုံးမေးဒီမှာကျမတို့ဝိုင်းနေမှာမေတုံမြဝါကိုစိုက်နေသူရှိလားနမေကပါလေဇလုံးပေါင်းများပါဟူသောမေကုံးသားဖြစ်ချေသည်ထိုအခါဖန်ခွက်ပါလေး ဆက်လုံးများကိုတလုံးပြီးတလုံးရွေ့ရပြက စလုံးပေါင်းပြသည်ကျမတို့မှာသဘောကျပြီးမဆုံးမယုံဘူးဟုလည်းမိတို့မှမပြောကြပြောကြတာဘူးပြီးတော့ဖန်ခွဲဝိညာဉ်ကပေါင်းပြတော့နမေများကလည်းကျမတို့အမြဲတမ်းတယောက်နဲ့တယောက်စားကြနောက်ကြရရှိတဲ့နမေရီတာဖြစ်တယ်နောက်ဆုံးမိတို့ရမိပြီးဟားတိုက်၍အားရမှဝိညာဉ်နှင်ကြသည်ခေါရုံးကအင်္ဂလိပ်လိုခေါ်သည်မိတော်မြန်မာလိုမိသည် ပြန်နေတော့အင်္ဂလိပ်လိုနှင်းရသည်စိစုတမတဲ့အတင်းဝင်းကြီးသွားလိုရကိုသွားနိုင်ပါပြီကြောက်တတ်သောတငယ်ချင်းတယောက်ကယူမီကိုဟူသောစကားကို တွင်တွင်ရွက်ကလွတ်လွတ်လပ်လပ်နဲ့ထွက်သွားနိုင်အောင်ဆိုပြီးတကားများကိုပါလိုက်ဖွင့်ပေးသည်ယူမီကိုယူမီကို အမလီတကားသွားဖွင့်သူမှာမိမုံသူအော်တန်ကြောင့်ကျမတို့လန့်သွားကြတယ်သရေများပူပြီလားမလှုပ်ရဲကြနောက်အဆောင်မှုအတန်းကြရတော့ မိမိုးတယောက်အဆောင်မူးနဲ့ပတ်ပင်တိုးပြီးတော့တိတ်လိုက်ပြီးတော့တစ်ဖက်ပေါင်းမှထွက်ပြေးသူကပြေးကြသည်ဇပွဲအဝင်းပုံးသူကပုံသည်မှန်များဖန်ခွက်များကိုကြပြားကြရတင်းရတယ်သို့တော့အဆောင်မူးကိုတွားပြီးတော့ရှူမီကိုဟုပြောမိ၍အဆောင်မူးကဒေါသဖြစ်နေပြီဘာလို့နေကြရလဲအဆောင်မူးဝင်းစစ်စေးတော့ကျမတို့ဘာလို့ဒီကိုတီးတွားလေးပြီဇူလိုက်ဒီမှာရစရာကိုမရှိထိုနေ့မှစ၍အဆောင်မူးသည် ကျမတို့91ကို အလင်မပေးလက်ရွေစစ်စေးတိုင်းအမြင့်ရန်တကားဖွင့်ခိုင်းပြီးတော့ကြည့်တယ်။ကျမတို့အုပ်စုရင်းကျမဒီចောင်းစာတဲ့ဝတ္ထုဖက်ရမှာဝါသနာပါသူကမြာဆက်သူစိတ်ကိုရင်သူဒေါ်တော်သူများနဲ့ရပ်ဖြစ်ရမယ်ဆိုရင်ကျမကရှေ့ဆုံးကအင်မတန်စွာရည်သူမိမိုးဒီသဘောကောင်းသူအနှစ်နာခံတတ်သူတငယ်ချင်းများကိုခင်တွေ့တတ်သူတို့တော်အရာရာမှာအလေးနဲ့ထားကအားငယ်နေတတ်၍ ကျမတို့မကြခဏတတိပေးပြီးဆုံးမရသည် တခါတရံတော့လေစကနာထိုးတယ်လို့တော့သူ့ကိုမတိချင်အောင်ဆောင်ကဥပိ္ပခာပြုထားတရသည်နုနုကဆိတ်ရှိတယ်မိမပီတာတယ်စကားနေတယ်စိန်မေရီတိုင်းဝရင်သူငယ်ရမစိန်တန်းအထိဘောရာကြောင့်သူ့အဖြစ်နေခဲ့သူသို့တော့အလုံးမြမဆန်သည်မိခင်စိတ်ရှိသည်ကျမတို့နေမကောင်းနေသူ့အပြုစုအယူရကို ခံယူတတ်ကြသည် ထိုချိန်ထိဈေးလုံးကိုအလုံးလိုက်မျိုးမချတတ်သောဂျမကိုအမြဲတမ်းအမှုန့်ကျဉ်၍တိုက်သည်မမကြီးကလူကြီးဆန်နေတည်ကြည်ရဲ့ရှက်တက်ကြောက်တက်တဲ့စီကံကြည့်တယ်တော်တော်ဂျမတို့အုပ်စုနေတော့တီးချနေခြင်းတွင်လည်းမရသူကမွတ်စလင်မဟုတ်အစားအသောက်များကို အများကြီးမယုံတော့ဘဲတည်တန်နေတယ်တည်တန်စားတယ်တော်တော်သူတူတူရတက်ထားတဲ့စီပလင်းကိုကျမတို့လက်ဖက်သုံးဝိုင်းတွင် လုံးမပါရကြည်သည် လက်ဖက်သုံးရရင်တော့မိမိုးကထိုင်ခံပေါ့တော်တော်တို့လည်းပြင်လက်ဖက်ကို အာရပါရနေလိုက်လက်ချောင်းလေးကိုရှာနဲ့ရက်လိုက်ပြီးရင်ပြန်နှဲလိုက်လို့တဲ့သဖြင့်ကျမတို့မှယွန်းယွန်းနဲ့ပင်စားကြရသည်ချိုးကျွကျရူရောကတော့တကယ်ပရုပ်တွေတောင်ဖွင့်ရပြင်မဲ့ခေါင်းလျှောတနခါပွေးသားလိမ့်ပြီးအဆောင်မှစိမ့်နေအိတ်ချင်အိမ်နေတတ်သည်အင်းရကမှထိုင်ခြင်းထိုင်နေတတ်တယ်သူမဟုတ်ရင်ရုပ်ရှင်ုံတွေကိုရှောင်နေမယ် ရန်စားလေးတငယ်ချင်းများနဲ့တရားမှဝိုင်းဖွဲ့ပြီးဟားစင်ဟားနေမယ်။တရုံးနဲ့တွေ့နေရဲရမယ်၊ဟားရမယ်၊ပြောရမယ်၊ပြီးရင်စိတ်ငြိရမယ်။တနေ့နမဆင်းခေါ်တဲ့အချိန်မှာစားသူအလုံးထမင်းစားကန်းတွေစုယုံနေကြ။တရုတ်တုံယောက်ခန်းထဲမှာနေရခဲ့တယ်။နမေခိုးထုတ်ပေးတယ်။စားလာရင်ယူခဲ့ရတယ်မှားလိုက်တယ်။တရုတ်မှကအကြံနဲ့အလုံးပန်လာမယ့်အချိန်မှာသူတခန်းလုံးကိုမှောင်ချထားတယ်။ တကားပေါင်းအနီးနားမှာဂရီမာချူချူကပက်လက်ငင်းငင်းတက်တက်နဲ့အိမ်နေတယ်။ဆောင်းပါးပါးကိုရင်ညို့ထိလွှားထားတယ်။ခေါင်းရင်းစပွဲမှာပန်ဟိုတလုံးကိုတင်ကဖျောင်းနိုင်တတိုင်းကိုထုံထားတယ်။တကယ်အလူသေးလောင်းကိုပြင်ဆင်ထားသည်နေ။ကန်ဆိုးသူကတဖက်ခမ်းမှသည်သည်ဆို။သူကတယောက်မှပြတ်မရောက်ကြသေးဘူးလားပြောရင်းနဲ့အခန်းထဲသို့ဝင်သွားသည်။တကားကိုဆွဲဖွင့်ရုတ်တရက်မြင်လိုက်ရတော်မြင်ခွင့်ကြောင့်ငေးတန်းပေါင်းအော်ရိုရာပေါ် ကျမတို့ပြေးသွားကြတဲ့အချိန်မှာချိုးတို့အလုံများနေကြပြီမိတွေဖွင့်ပြီးတည်တည်ဆိုးကိုရှေတိုက်သူဟာတိုင်းဆီယာမရီလာမီတော်တည်တည်ဆိုးချက်တွေ့လို့အော်ရပါဟုများကြရတယ်ထိုနေ့မှစပြီးတည်တည်ဆိုးကျမတို့အခန်းကိုရုတ်တရက်မဝင်ရတော့ပါကျမတို့အိုးစုသည်တယောက်နဲ့တယောက်ချက်နေချက်ကြတယ်တန်ရောစင်နေရှိကြတယ်ထို့ကြောင့်ကျမကနောင်နာမည့်၁၇နှစ်မှာသူတို့တရွေဘဲကိုရောက်နေရမယ်ဆိုတာကိုမသိဘူးဟုဆိုတော့ခါ ။တန်နေရင်ကျမတို့အားလုံးခွဲခွာကြရမယ်ဖြစ်ကိုတတိထားမိကြတယ်။ကိုဘဝကိုခီးမှာအတိအသေးရုံးကန်လှူရှာနေစားရပြီဆိုရင်ကျမတို့တွေပြန်တွေ့ဖို့ပင်မလွယ်တော့။တာရင်နိုင်ရှိရင်တော့မှတယောက်နဲ့တယောက်အလန်းကွာနေရင်စိတ်သာရှိပြီးလူမယောင်နိုင်ဖြစ်ကြရမယ်။စာလေးတစ်စောင်းလက်ဆောင်လေးတစ်ခုပို့ပေးရင်လည်းမလွယ်။ဒီဘဝကိုခြေတော်ချမိပြီဆိုရင်ရခင်ကခင်ခဲ့မင်ခဲ့တွေပျော်ရွှင်မှုချီးနှုတ်မှုတွေက တန်ရောစင်တွေကိုမေးသွားအောင်မေးသွားနိုင်ပြီမင်းပျော်စင်ပြည့်စင်တဘောမှလေးလေးနက်နက်တွင်းမိလာကြတဲ့အခါမှာကျမတို့ဒရေဒီတဘောတူညီမှုတစ်ခုကိုရရှိခဲ့ကြတယ်ဒီနေ့6လ66ဆိုတော့နောက်9လ89မှာဒေါ်ဒရေဘယ်နေရာမှာပဲရောက်နေရောက်နေပြန်ဆောင်ကြရအောင်ဟုတ်တယ်အော်တိုရဲမှာလက်မှတ်ထိုးထားကြမင်းမပြတ်မကွက်နဲ့လာဆောင်ကြအောင်စတဲ့ပေါ်ကြောင်းမီဘယ်နေရာမှာဆောင်မလဲ ရန်ကုန်မှာရောင်းနေတဲ့လူတယောက်စီမှာပေါ့ဟုတ်တယ်ရန်ကုန်ကလာလို့လွေတယ်ရန်ကုန်မှာရှိနေတဲ့သူကစာလန့်ကြီးအကြောင်းကြားပေါ့လေသားထဲမှာလည်းတယောက်နဲ့တယောက်အဆက်အသွယ်မပြတ်ရအောင်တနည်းအားဖြင့်ရောက်တိုင်းစာရေးချတာပေါ့ထို့ကြောင့်ကျမသည်အော်တိုဂရက်တီးတီးရင်းခနစ်ခနစ်ခနစ်တေမှာပြန်လည်ဆောင်ရွက်ချမယ့်အကြောင်းကိုလက်မှတ်ရေးထိုးကြတယ်။နောက်နေ့မှာမြို့အတွင်းကျောင်းတက်သောတငယ်ချင်းအချို့လည်းစေဝင်စားကကျမတို့အစီအစဉ်ထဲမှာပါလာကြတယ်။ သူတို့ကမိဝင်သက်တမ်းဝင်နေမကြီးတန်းမိဝင်ဒီကျမဝိထုတွေတွင်လူစိုးဖြစ်လိုက်လူကောင်းဖြစ်လိုက်နေမကြခဏပါဝင်ကပြရတဲ့ကျမအခြေဆုံးတငယ်ချင်းတယောက်ဖြစ်သည်သူကစတော်သည်ရွံ့ရွံ့ဝဲရွံ့နေသည်သူတို့မိသားစုသည်ချောင်းလေလှသည်မဟုတ်ပေထို့ကြောင့်သူကထောက်ပံ့ခြင်းလျှောက်တယ်ဒါပေမဲ့မရခဲ့ဘူးတချို့ចောင်းသားတွေကထောက်ပံ့ခြင်းဝင်ရပြီးပျော်ရွှင်သည့်အထိမ်မှန်ဖြင့်စူပေါင်းစတောက်ကြသည်ကိုမြင်တဲ့အခါမှာ ကျမတို့စိတ်မကောင်းဖြစ်ကြရတယ်။ကျမတို့နေရာပါမောခချုပ်စီကို အရင်ဆုံးပြီးတော့သွားတွေ့ခဲ့ကြတယ်။ပါမောခချုပ်ဒီကလူကြီးပေတာကြီးဖော်ရွေးတယ်။ကျမတို့ကိုရင်းနှီးဖော်ရွေးစွာပြီးစကားလက်ခံပြောတယ်။ညီတို့မောင်နှမဘယ်နှယောက်ရှိလဲ။ခုနှစ်ယောက်ပါ။အလုံးလုံးတော့ကဘယ်နှယောက်လဲ။နှစ်ယောက်ပါ။ဘာလို့လဲ။တောင်းဝဲရှော့မှာလောက်ပါတယ်။ကိုပိုင်လား။မဟုတ်ပါဘူးရှင်။နေစားပါ။ ။ဒါပေမဲ့ကားပြင်တိုင်းရင်ပတ်စံများများရမှာပေါ့မဟုတ်ဘူးလား။မရပါဘူးရှင်။စားလောက်ရုံပါပဲ။အဖေမရအောင်ဘာမှမလုပ်ဘူးလား။အိမ်မှာလက်ဖက်ရည်ဆိုင်ကြီးဖွင့်ထားပါတယ်။ဒီလိုဆိုရင်ဝင်ဝင်ကောင်းတာပေါ့။ဆရာတော်လာတောက်ရအောင်မေး။ဆရာလာခဲ့ပါ။တို့အိမ်နဲ့ဆရာတို့အိမ်နဲ့ကနှီးပါတယ်။ဒါမှဆရာတို့အခြေအနေကိုတကယ်မြင်ရမှာ။စမဘေးမှာဝင်ပြောသည်။ဆရာကစမဘက်ကိုလှည့်လာတယ်။တငယ်ချင်းကတော့ပတ်စံချမ်းသာတယ်နော်။ တငယ်ချင်းကိုနည်းနည်းပါးပါးပေးတော့မလား။ကျမလည်းမချမ်းသာပါဘူးရှင်။ဂျာမဲနဲ့တည်းမှာရွှေလက်ကောက်တွေနေနေ။ဆရာကကျမလက်ကိုကြည့်ပြီးတော့ပြောတယ်။ကျမတို့မှာလုံရင်းကိစ္စမအောင်မြင်တော့လေ။ဆရာနဲ့စကားပြောရသည်ကိုကျင်းနေလာတယ်။နောက်နေ့ဆိုကျမကဒီလက်ကောက်ရောင်းပြီးတော့ကြောင်းဆက်နေရမှာ။အိမ်မှာရှိအောင်မှာပေါ့မိဘတွေကဘာလုပ်လဲ။ကုန်သေးပါ။ဟာကုန်သေးဆိုရင်တထေးပေါ့။ခုမထေးတော့ပါဘူး။ ပြည်သူပိုင်းတင်းသွားပြီဒါမဲ့အရင်တော့ဆုထားတာတွေကျန်ဥမှာပေါ့နောက်ဆုံးတော့ကျမတို့နှစ်ယောက်ဒီလူကြီးပြပြတက်တာစွာလိမ္မာပါနဲ့စွာနဲ့ဆက်ဆံထွက်လိုက်တဲ့ဆရာကြီးစီမှာတစ်ခေါက်ပြန်လာခဲ့ရတော့သည်သို့တော့ကျမတငယ်ချင်းစီခက်ခဲအားလုံးကိုကျော်လွားပြီးနောက်ဆုံးနှစ်ကိုအမှတ်ကောင်းကောင်းပြင်အောင်ခဲ့သည်ကျွဲကသူ့အင်္ဂါရောကျမတို့ကပါပညာရေးတက်ကတော်တွင်တည်တည်ဆက်တယ်ရန်တိုက်တွန်းကြသည်ဆရာမလို့ကိုဝါသနာမပန်းဟုဆိုကား ်တွင်တွင်ညင်းမာတော့တယ်ဒေါတော်ရိုးရိုးပွင့်နေဆိုရင်အလုံရဖို့ခက်ခဲတာကိုအကြောင်းပြကအတင်းတိုက်တွန်းကြပြီသူခမမိသားစုကိုငြိမ်၍တောတက်ရှာပါတယ်ရခင်ကကြောင်းတက်မှန်းကစာကြိုးစားခဲ့တော့မိခွင်းသည်ဒီတင်စင်တန်းတွေကြောင်းလေးရကြီးနေတယ်တုတ်တက်တဲ့ကြောင်းတွေတွင်ဆရာခနမ်းမေခေါ်ရင်သူကိုပြောသည်ဆိုသည်ရောင်းဝင်းရင်ခဏမတက်ပြရဲ့ဆံမမမြင်ဘူးလို့ဟူ၍ ကျမတို့ဒီသူပြောပြသည်ကို နားထောင်ပြီးရဲလေးရေရတနာလေတနာသည်ရခိုးတော်လေသူဒီတပည့်များကိုတန်ရောစဉ်တွေ့တဲ့တော်ဆရာမကြီးဖြစ်ပြီးနေပြီတတန်ဝင်းကတော့တမှုထူးခြားတယ်သူကမိန်းကလေးနဲ့မတူလမ်းတော်များတယ်အပေါင်းတင်နေစုံနေသူ့ကိုကျမတို့ကသုံးပြီးကားဟုနာမည်ပေးထားတယ်ကျုံရတငယ်ချင်းကဖင်နေရပဲတော်တော်အပေါ်ခေါ်ရင်းသူလိုက်သွားတတ်တယ်သုံးပြီးကားကမှခေါ်ရိုင်းမလိုက်သူကတော့အဖော်လိုနေတယ် သူ့ကိုသာအမြင်လိုက်တတ်သည်သူ့ကိုကိစ္စတစ်ခုခုအတွက် အချင်းချက်လုပ်၍မရတဲ့ချိန်ထားသည့်နေရာသို့အလာလန်းတွင်တယောက်ယောက်ကဖော်ခေါ်လျင်ထိုသူနောက်ကိုပါသွားတတ်သည်စောင့်နေသူကတမျိုးမျိုးသူကပေါ်မလာတော့လာတော့လာတာပဲလမ်းမှာဘသူကခေါ်လို့ပါသွားတာဟူသောအဖြစ်ကိုသာ ရှာတတ်သည်မကြီးတန်ကရုပ်ရှင်အလွန်ကြိုက်သည်ဇမသည်သူနှင့်ပေါင်းတင်ဖြစ်သွားပြီးမှရုပ်ရှင်ကိုမလွတ်တမ်းကြည့်သည့်အချိန်ကိုရှားခဲ့သည် ကျောင်းတက်ချိန်မှာကျမတို့ရုပ်ရှင်ရုံနဲ့ရောက်နေတတ်တယ်။ထိုစင်ကနိုင်ငံသားကားကောင်းလေးတွေကိုကြည့်ရတတ်၍ကျမတို့ဒီဇက်ကအစ်စ်လေးတိုင်းရုပ်ရှင်ကြည့်ပြကြတယ်။နှစ်ယောက်ဒီစာချက်ပြင်ရမှလည်းအလွန်တူသည်။ကျမတို့ဘာလို့ကြတာလဲဟုအံ့ဩလို့မေးတတ်ကြတယ်။မကြီးတန်းကစောင်းမွေးကြတာပဲ။စာမချက်လို့ကြတာပေါ့ဟုပြောပြတတ်သည်။ယခုတော့သူစာကောင်းကောင်းကြက်နေပြီ။စာမေးပွဲတွေလည်းတစ်ခုပြီးတစ်ခုဖြင်းနေတယ်။ပြပဝိစာဖြည့်ပြီးတော့ဖွဲ့ယူတယ် အထက်တန်းရှင်နေစာမေးပွဲလည်းဖြေတယ်။မှတ်ပုံတင်ရှင်နေတင်တယ်လည်းပဲတက်တယ်။ကျမတော့စာမေးပွဲဟူရင်အလုံးဝင်သည့်စာမေးပွဲတစ်ခုသာဖြေတော့သည်။ဖြစ်နိုင်ရင်ဘာစာမေးပွဲကိုမှမဖြေချင်တော့တာပါ။မကြီးတန်းကဆရာမစာမေးပွဲတွေတစ်ခုပြီးတစ်ခုအောင်းတော့လေ။မူလာရင်းပြဆရာမအဖြစ်မှမတက်သေး။ရုပ်ရှင်ကြီးသည့်အကျင့်ကလည်းယခုထိမပြောင်း။ရုပ်ရှင်ရုံနေနဲ့နီးရင်ကျမတို့အိမ်ကိုသူ့မကြာခဏရောက်လာတတ်သည်။သူကိုတွေ့နေအနီးကောင်းရလားမမေ့နဲ့။ ဖဲစကားချိပပီနဲ့ဟူတာမေးပါကျမတော့ကံကောင်းတယ်ဟူဆိုရမယ်ကံအားလျော်စွာ စာပြုတ်တင်တဲ့တက်ခွင့်ရခဲ့ပြီးတော့အလौတခုလည်းမင်းမင်းရဲ့ရနေရခဲ့တယ်စာရင်းစာဖတ်ရသည့်အလုံးမို့ကျမနှိမ့်ချိုက်တယ်ပြီးတော့တစ်ဖက်ကလည်းကျမဝါသနာပါတဲ့စာပေဘက်ကိုဆက်လက်စူးစမ်းခွင့်ရခဲ့တယ်ယခုကျမရေးချင်လာတဲ့စာရင်းကိုလည်းရင်းနေရတယ်ရန်ကုန်နေကျမမိဝင်တန်တန်ဝင်နေမကြီးတန်တို့အခြေဆိုင်မိကြတယ် တတန်ဝင်ဒီဆီယာမအလုတ်တာလောက်ရပြီးတော့ရှင်းနေတဲ့နာမည်တက်သည်။ကျမကမြို့လဲမှာနေဒီမို့ကျမစီတော့တငယ်ချင်းအားလုံးကလမ်းကြုံတက်သည်။ပကြခဏရှောက်လာတက်တယ်။နေမှာတငယ်ချင်းများလေးကျမစီတော့ဝင်ဖြစ်တယ်။သို့တော့ကျမနေရဒီမှာစစ်ချင်းဝမဟုတ်။တခုကျမအိမ်မှာတဲခေါ်ဖို့ဖိတ်ခေါ်ရမရ။သူတို့ကလည်းအားနာတယ်။ကျမကလည်းခေါ်တာခေါ်ရတယ်။ဒီနေရာအဲ့ဒီနေရာစားဘဝမို့အားနာလာတယ်။ မင်းဝင်းကားဆိုရင်"ဇမနေတဲ့နေရာကိုအသက်ရှင်ချက်သည်"ဟုဆိုကသူလာလျင်လမ်းမှာထွက်နေတတ်တယ်။ဇမတို့အားလုံးအဆက်အသွယ်တော့မပြတ်ကြ။ဇမကိုဘဟုပြုတ်ပြီးအားလုံးကဘသူပဲရောက်နေသည်။ဘာလုပ်နေသည်ကို သိကြရသည်။ကျူကျူသည်ဖမ်းမှဆီယာမလုံနေတယ်။မိမိုးကလည်းဆီယာမရမဲသည်မှာမမကြီးနဲ့ရုကလည်းဆီယာမတွေပါပဲ။သူတို့နှစ်ယောက်ကသူတို့မျိုးဖြစ်တဲ့တောင်ငူမှာပေါ့။ ချုံနဲ့နင်းနူကတော့တမဝါယမဌာနမှုများဖြစ်ကြတယ်။ချုံကစစ်တွေမှာနင်းနူကအိမ်မင်းမှာကျမတို့အုပ်စရင်းဆီယမတွေကများတယ်။ကျမဒီနေ့ចောင်းမဆွတ်ခါစားကဆီယမလှုပ်လိုက်သေးတယ်။မိန်းကလေးတွေဆီယမလှုပ်သည်ကိုလူကြီးတွေကသဘောကျတယ်။ကျမတို့ကတော့ထိုဆွဲလန်းကြောင်မဟုတ်။ရာရာဝင်လှုပ်ကြရခြင်းသာဖြစ်နေတယ်။ကျမတို့ချင်းဆုံထားတဲ့ရက်ကိုမကြာမီ၁၇နှစ်တာကာလအတွင်းမှာ ကျမတို့ဘဝတွေနဲ့အမျိုးမျိုးပြောင်းလဲခဲ့ကြတယ်။ချိုးပြောသလိုပဲကျမဒီပထမဆုံးအိမ်အောင်ကြခဲ့တယ်။ကျောင်းမှထွက်စာကျမဘဝဒီမရည်ရခဲ့။အမေဆုံးသားသဖြင့်ခေါ်ကိုရမယ်ဖြစ်ခဲ့ရတယ်။ကျမနုနုချိုးနဲ့မကြီးတန်တို့ကအိမ်အောင်မှခွာခဲ့ကြပြီးအဲဒီနောက်ပိုင်းမှာအမျိုးသမီးဘရာဆောင်တစ်ခုမှရုံးကန်လှုပ်ရှားခဲ့ကြရတယ်။အခုတော့ကျမတို့ဘဝအသေးသေးနဲ့အနေထိုင်စာပြူလာပါပြီ။ ကျမတို့အုပ်စုရင်းမမစီတယောက်သားအပြိုကြီးဖြစ်နေကြနေသေးတယ်။အားလုံးကအိမ်အောင်သီးသီးကြကကလေးတွေလည်းရှာနေကြပြီ။ကျောင်းတော့ကအလွန်ပျော်ရွှင်ခဲ့တဲ့ကျူကျူသည်ကျမစီကိုရှောက်ရင်းချူတန်ပောင်းကြီးကစိတ်ပြတ်စကားတွေချီတွင်းတွင်ပြောတော့တာပေါ့။ရူကတခါမှရောက်မလာတော့လေ။စာရေးကညင်းချင်းထုတ်ပြီးမိမိုးကလည်းဝမ်းနဲ့အားငယ်စကားတွေကိုပြောဆဲပြီ။ကျမကိုစာရေးဆရာမမို့လို့ဟုဆိုကား သူတို့မကျေနပ်ချက်တွေကိုပို့ပြီးပြောပြထက်ကြတယ်။ဒီလိုနဲ့ပဲစနစ်ကျော်ကာလတွေကိုကုံလုံခင်ကြတယ်။ကျမတို့ချင်းဆိုထားတဲ့နေ့ကလည်းနေ့လေးလေးကျမတို့မှာရှင်တွေခုံရလေးလေးအော်တိုဆောင်လေးကိုထုတ်ရခြင်းအပူပင်ကင်းစွာနဲ့နေခဲ့ရတဲ့ဘဝတွေကိုပြန်လည်တန်းတားမိတယ်။ဒီဒီခါမှအစာထိုးရင်မရတော့မယ်။ငယ်ရွယ်နှုတ်ပြုံမျိုးတွေကို ရွှေလန်းတက်ကြွမှုတွေလွတ်လပ်ပျော်ရွှင်မှုတွေက တည်ရင်နဲ့ဝေးပြီးတော့ခြံခဲ့ပြီ989လ89ခုနှစ်နီးလာတဲ့အခါမှာကျမတန်ငယ်ချင်းအားလုံးစီကိုစာရီပို့လို့တင်ကျမတို့အိမ်နဲ့တွေ့ဆုံကြမယ့်အကြောင်းကိုထုံနေကိုရှင်တထိတ်ထိတ်နဲ့စောင့်ကြသည်ရန်ကုန်မှာနေတဲ့တန်ငယ်ချင်းများကတော့အချင်းချင်းကြိုတင်တွေ့ကတိုင်ပင်ထားခွင့်ရတယ်နုနုကတော့ကံကောင်းထောက်မှစွာရန်ကုန်မှာတင်နန်းလာတရသဖြင့်ချိုးရောက်နေနေနောက်တော့မကြာခဏအစည်းအဝေးလာတက်ရတဲ့ချိုးလေး အချိန်ကပ်၍ရောက်လာတယ်။နောက်ဆုံးရောက်လာသူကမမကြီး။လူတယောက်တော့လာမည်ဟုအားခဲထားပြီးမှသူဖခင်ဆုံးသွားသဖြင့်မလာနိုင်တော့ကြောင်းကိုသိရတယ်။ကျမတို့စိတ်မကောင်းဖြစ်ကြရတယ်။စကနာထိုးရတော့မိမိုးလဲရောက်မရောက်ကိုလာမယ်ဟု ပြောထားပြီးတော့ရောက်မလာ။စာလဲမပြန်။စာမရသည်မှလဲကြာပြီ။ကျူကျူကတော့ခရီးဝေ၍လမ်းပန်းဆက်တွဲခက်ခဲတာကြောင့်ထင်းနေ။ရောက်မလာခဲ့ဘူး။ ထိုနေ့မှာကျမတို့တွေလွတ်လပ်ပျော်ရွှင်စွာနဲ့တွေ့ဆုံခဲ့ကြတယ်။ကျမကနနက်စာလက်ဖက်ရည်ဝိုင်းကိုကျုံပြီးတော့ပြင်ထားတယ်။ကျမတို့အစီအစဉ်တွေတန်ဆိုင်ရာယောက်ျားတွေဘေးရွက်တွေမပါကျမတို့တငယ်ချင်းတွေကြီးတသက်ပေါ်အီဒီကိုမကြီးတန်းကတိတ်ပြီးမကြည့်နဲ့သူကနောက်ဆုံးမှလက်ထပ်ထားတဲ့သူမို့သူ့အဆွေပွားကိုခေါ်လာခြင်းနဲ့အတွဲရီနဲ့လဲရရင်ကောင်းမှာဟုဆိုရင်ကျမဘိုးကပြင်းပြင်းထန်ထန်ရှုံချကန့်ကွက်ကြတယ် ကိစ္စတစ်ခုရှိပြီးပါလာတဲ့သူခင်မောအားလက်ဖက်ရည်တိုက်ပြီးတော့ချက်ချင်းပြန်လွှတ်ရတယ်။တကယ်ချင်းတစုသည်လွန်ခဲ့သော၁၇နှစ်ကလိုပင်အားရပါရစကားပြောကြလွတ်လွတ်လပ်လပ်ရေမောကြတယ်။ဟားတိုက်ကြတယ်။သို့သောကျမတို့ပြောသောစကားအကြောင်းတွေကို အတိတ်ကပျော်ရွှင်ခဲ့သောအကြောင်းများသာဖြစ်လေတယ်။ကာတစင်ကကကျမတို့တို့တွင်ဖျားဆောင်ကိုရှောက်သွားတယ်။ကြုံရမှထိုင်နေစကားတွေပြောတယ်။ကောက်ကောက်ကိုင်းမှထမင်းစားကြတယ်။ နေအေးမှအိမ်ပြန်လာတယ်။ခဏနာပြီးတော့ပြန်ထွက်ကြတယ်။ကရဝိတ်ခမ်းမကြီးညအလှကိုချိန်ရင်းနဲ့နောက်ဆုံးချိန်ကိုဖြုံးချပြန်တယ်။ထိုချိန်တွင်တော့ကျမတို့သည်တမနှလုံးမိထားကြတယ်။ကျမတို့၏လက်ရှိဘဝအခြေအနေများ အခက်အခဲများကိုရှင်းနေမှအဆိုင်ခင်းများကိုဖွင့်ချမိနေတော့တယ်။နောက်ဆက်တဲ့နှစ်မှာရောတို့တွေဘယ်အခြေအနေမှရှိကြမလဲ။ထမန်းဆုံးတွေ့ကြရင်ချင်းဆိုလိုက်ပါတယ် ကျမတို့အိမ်ပြန်ချိန်ဒီနောက်ကျရနေပြီကလေးပိုင်ရမျောနေသူကမျောနေပြီးတော့လမ်းထိတ်ထွက်ရကြိုးသူကကြိုးနေပြီအင်းရှင်ရင်စိတ်ပူစွာထိုင်ဆောင်နေသူကဆောင်နေပြီကျမတို့ဒီအမြဲတမ်းမျောရသူများဖြစ်ခင်ကြရမှာဒီတခါခလေးစားချေရသဖြင့်ကျင်းနဲ့အားရကြသည်သို့တော့ကျမတို့ဤတနေ့တာယူခဲ့ရတော့တနေ့ကလွတ်လပ်ပျော်ရွှင်မှုလေးကတတတာချုံနောင်နေသောပြန်လည်ဝင်ရောက်ခြင်းကဖြင့်ကုံဆုံးပြောက်ွယ်သွားတော်သည် ကျမတို့တငယ်ချင်းတစုံကြီးတွေ့ဆုံပွဲလေးကို အမတ်တရားဝှစ်ထုတ်လေးတစ်ပုံရှိဖို့တငယ်ချင်းတွေကတိုက်တွန်းခဲ့ကြတယ်။ကျမနေဖြစ်မှုတမှုထိုးစားလာတဲ့အကြောင်းအရာမဟုတ်ရင်းလိုစိတ်လည်းမရှိသို့တော်ထိုးစားတဲ့အချက်တွေတခုကိုကျမအမတ်တမန်နဲ့မြင်လိုက်တယ်။ယခုကျမတို့တငယ်ချင်းတစုံသည်အကြောင်းမသိရင်မလာနိုင်သူများမှလွဲပြီးအားလုံးအသက်ရှင်နေရပြန်ဆောင်တွေ့ကြတယ်။ကိုယ်တော်လည်းမဆက်မီစမ်းတော်လည်းမကွင်းမီ ပြောင်းလဲတတ်တဲ့တင်ကျဲတရားရဲ့ခွဲခွာမှုကိုကျမတို့မခံစားရသေးဘူး။ဝမ်းသာစရာပဲမဟုတ်ပါလား။ကျမတို့ဒီဘဝအခက်အခဲများကြောင့်မှလုံလုံလှုပ်ရှားခြင်းဖြစ်တည်တိုင်းကျမတို့တွေတွင်ကံကောင်းအကြောင်းမလာ၍သမင်းတလုံးအတွက်ခက်ခဲပင်ပန်းစွာရှာဖွေစားတောက်ရတဲ့ဘဝမျိုးကိုလည်းမကြုံရသည်။ပို့ပြီးတော့ဝမ်းသာရမယ်မဟုတ်ပါလား။ကျမတို့ဒီကြာရအခြေအနေမှာရှိသမျှခွန်အားနဲ့အလုပ်လုပ်ကြခြင်းဖြစ်ပါတယ်။ ဝကိုကြက်ကြက်ခံစင်ဖြစ်တယ်။အချိန်နဲ့ရဲ့ရဲ့ရဲ့ဤစင်ဖော်မှုနဲ့ဘတော်မတရားစည်းဝါရှာစားရသူ၊ဖောက်ပြန်ရသူ၊ရေးဆောင်မြောင်းရလိုက်ရသူ၊ဘဝတို့ချင်းဖိနှိပ်ခံရသူ၊တစ္ဆာမဲ့သူ၊သူတပားဤချွေးနေသာဖြင့်စည်းဝါချမ်းသာမှုကိုရှာယူနေသူဟု၏မရှိ။ဤဒီကိုပင် စမတို့ချင်းနဲ့နှစ်သိမ့်ချင်းဖြစ်ရလေပြီ။